တနေ့မှာငါနဲ့ညီလေးကတက်တော်ထဲမှာလမ်းလျှောက်နေကြတယ်။ပဝင်းကျင်မှာတော့တစ်ပင်ကြီးကြီးတွေနဲ့တောက်ပတဲ့ပန်းလေးတွေပျော်ရွှင်မှုနဲ့ပြည့်နေတဲ့လေကအယမ်းလာတယ်။တလင်းကြိတ်ကြိတ်ဆိုတဲ့အတန်ကြီးကြားသွားတယ်။မြင်တော့အသေးငယ်တဲ့နှစ်လေးတကောင်ကပြန်ဖို့အယမ်းစူးစားနေတာပျော်စရာမျက်နှာအပြုံးတွေနဲ့ဟော်ဟော်ဟဲဟဲလှုပ်ရှားနေတာပဲငါကမေးတယ်။ဘလို့ဖြစ်တာလဲ။နှစ်လေးရေနှစ်ကပြောတယ်။အိုးမင်းကျွန်တော်မဟာမိတ်အတောင်ပြောက်သွားတယ်။ အခုတော့ပြန်လို့မရတော့ဘူးငါကပြုံးပြီးပြောတယ်စိတ်မပူပါနဲ့ရှာကြစို့ကျွန်တော်တို့တစ်ပင်နောက်ွယ်ကြောက်အောင်မှာမဟာမိတ်အတောင်ကိုရှာကြတယ်ဒါပေမဲ့မတွေ့ဘူးပြီးတော့တခုခုတောက်တောက်လင်းလင်းပြန်နေတဲ့အရာကိုတစ်ပင်တစ်ပင်ရဲ့အပေါ်မှာမြင်သွားတယ်အဲ့ဒါကမဟာမိတ်အတောင်ပဲဒါပေမဲ့တက်လို့မရအောင်မြင်နေတယ်ငါကနှစ်လေးကိုပြောတယ်နည်းနည်းပဲဖြစ်စီဒါနဲ့တင်တင်ကြည့်နှစ်ကလေးနဲ့နဲ့နဲ့ဖန်ဖန်တောက်တောက်လုပ်တယ်ပြီးတော့ဝါတကယ်ပြန်တက်ပြီးမဟာမိတ်အတောင်ကိုဖမ်းယူရဲပြန်တက်ပြီးသွားတဲ့နောက်မဟာမိတ်အတောင်ကိုတက်လိုက်ပြီးပြောစရာအကလေးတစ်ခုလုပ်တယ်။ဝေရီ ျွန်တော်ပြန်ပြန်လို့ရပြီလို့ဝမ်းမြောက်စွာပြောတယ်။ငါ့ကိုဖတ်တဲ့ဖတ်တဲ့နဲ့ဖတ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောတယ်။ဒါပေမဲ့ဒီလိုနဲ့ကျွန်တော်တို့မဟာမိတ်အတောင်ကိုရှာတွေ့ခဲ့ပြီးနှစ်တက်လေးတကောင်နဲ့တငယ်ချင်းဖြစ်လာခဲ့တယ်။တစ်တော်ထဲမှာမာကတ်တွေရှိတယ်။ရှာဖွေတတ်ရင်တွေ့နိုင်တယ်။